တာယာတဲ့နေ့ဖြစ်ကြပါစေလို့အားလုံးကိုညဦးမြ channel ကနေမှတစ်ဖန်ပြန်လည်ပြီးကြိုဆိုပါရစေ။ဒီနေ့ကတော့ဗတ်မဦးဆုံးပမောဒရင်းနဲ့နည်းနည်းလေး update လေးလုပ်ပေးခြင်းနဲ့အခုချိန်ထိစကခ27နဲ့ခလာရ48ရရှိနိုင်ဖို့ရတော့အပြင်းထန်တိုက်ပွဲတွေဖြစ်နေတယ်။စကခ27ရဲ့ Garkins ခံတုံးခုကိုမနေ့ကကျတို့တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်။ပြီးလို့ရှိရင် drone 3စီးကိုလည်းပဲကျတို့ထပ်မှန်ပြီးပစ်ချနိုင်ခဲ့တယ်။ ပြီးလို့ရှိရင်လည်းတည့်ရဲ့တိုင်းပဲစခွေးတွေရဲ့လေရင်ကတော့မရမနာပြစ်ခတ်နေသေးပါပဲเนาะဒီလိုမျိုးစခွေးတွေရဲ့ဘုံကြည်လက်နဲ့တည်းရဲ့ဂျားထက်ကနေမှကကင်းစခန်း၃ခုကိုရရှိခဲ့တာဖျားခင်ကျေစုတော့တက်တက်ပဲဖြစ်တယ်ဒါတော့ကျမတို့ဘုံမတဲ့ပြလို့ရှင် နောက်တင်းတပုတ်အနေနဲ့ကတော့ကျတော့ဗီဒီယိုအရင်ကြည့်ရအောင်နော်ဆိုတော့ကျွန်တော်ကပုံမှန်ပြောရင်အညာသားတွေအားလုံးကိုပြောချင်တာတခုပဲတင့်ခင်ဗျားတို့ကလက်နက် လုံလောက်မရှိဘူးလေကြည်စံတကယ်ရေရှည်တိုက်မဲ့စစ်ပွဲကြရင်ခင်ဗျားတို့ကြည်စံလုံလောက်မရတော့ဘူးစေဝါရေရှည်မှာခင်ဗျားတို့စေဝါရေးကပြတ်လာလိမ့်မယ်အဲ့ဒီအချိန်ကျရင်ခင်ဗျားတို့ NUG လာမကဲဘူး TIA လည်းမကဲခင်ဗျားတို့ခွေးတွေကိုပြတ်ထားလိမ့်မယ်အဲ့ဒီလိုအချိန်မျိုးနေ့ကိုရောက်လာတဲ့နေ့ကျရင်ခင်ဗျားတို့အကုန်လုံးဒုက္ခရောက်သွားလိမ့်မယ်ဆိုတော့ဖြစ်နိုင်ရင်ကိုယ့်ရဲ့နောက်ကအခြေအနေကိုကိုယ့်ဟာကိုယ်သိချလေ့လာပြီးတိုက်ပွဲမဖော်ဘဲနဲ့ရပ်ထားတယ်စစ်ဖိုင်လောက်ထားတယ်တက်ဆိုင်ကနေနေစစ်တပ်နဲ့ခင်ဗျားတို့နဲ့ပေါင်ပြီးစစ်ဖိုင်လို့ခေါ်တဲ့အပြစ်ရပ်ထားတယ် ်အပြစ်ရပြီးတော့ယုံကြည်မှုပြန်တိဆောက်တင်တယ်ပြီးတော့မှနောက်ဆုံးနှစ်ဖက်လက်နက်အန်းနံပြီးတော့နှစ်ဖက်အတူတူဒေသဖုံမျိုးကြီးကိုပေါင်းလုံးတင်တယ်ဘာလို့လဲဆိုတော့ဘာကြောင့်အဲ့လိုဖြစ်လဲဆိုတော့တကယ်တော့နင်လာကာလာတိုက်လိုက်ရင်စစ်တပ်ကစစ်ကြောင်းထိုးတယ်ကားတွေတက်မယ်အပေါ်ကလင်းရင်ပြန်မယ်ဒရုန်းတွေသွားမယ်ဒီအုံဒီမှာဘာရှိလို့လို့ဘာရှိလို့လို့ဘယ်လိုလုပ်ဖြစ်နိုင်မလဲကျွန်တော်တို့ကရိုးရိုးလေးပဲစိတ်ဓာတ်ပဲတစ်ခုပဲရှိတာဂျန်နာဘာမှမရှိဘူးလွန်ခဲ့တဲ့အချိန်မှာဘောမတွေကတော့တော်လိုင်းရဲတွေကို ဘေးနေရာမှာနင်းတို့ကိုဘာလုပ်မေညာလုပ်မေပေါ့နော်ဒီလိုမျိုးနဲ့သူတို့ကဝါဒတွေဖြန့်ကြတယ်ဒါပေမဲ့သူတို့ဒီဝါဒကိုလုံးဝမအောင်မြင်လာတဲ့အခါမှာအခုတနည်းတဖုံနဲ့နင်းတို့ကိုစစ်ခွေးတွေဘက်ကနေမှတကယ်မချသေးလို့နင်းတို့ကိုငိတ်ညာပေးနေတဲ့အတွေ့အကြုံနင်းတို့ကိုမချတာတကယ်ငါတို့စစ်ခွေးတွေချတယ်ဆိုလို့ရှိရင်နင်းတို့တွေရှုံးမှာဖြစ်တယ်ဒါကြောင့်လက်နဲ့ချကြပါလို့စခွေးဒီဘက်ကနေမှဒီလိုပြောတယ်ပြီးလို့ရှင်သူပြောတဲ့အဲမှာတခုကတော့နှစ်ဖက်စကားပြောပြီးမှ သဘောတူညီမှုရရှိခဲ့တယ်ဆိုလို့ရှိရင်နှစ်ဖက်ကနေမှလက်နက်အကြပါလို့ပြောတဲ့အခါဒါကိုလက်ခံတယ်ငရုအမှာတော့မဟုတ်ဘူးနင်တို့ငရုကိုလက်နက်အရမှာနော်နင်တို့ငရုကိုလက်နက်အပြီးမှငရုပြောတဲ့စကားကိုလက်ခံတယ်ဆိုလို့ရှိရင်တော့ဘောမကျော်မျိုးမင်းပြောတဲ့စကားဟာဖြစ်မြောက်မှာဖြစ်တယ်နော်ဆိုတော့အခုဒီလိုမျိုးပြောတဲ့ဥစ္စာကိုကျမတို့အညာ PDF တွေဘလို့တုံးပြန်ထားတယ်လေဆိုတဲ့ဥစ္စာကိုကျမတို့နားထောင်ကြည့်ရအောင်နော်ကျော်မျိုးမင်းကိုကျွန်တော် ြောချင်တာလေးပေါ့နော်အညာမြေဒေတာမှာထိုင်နေတဲ့ BDF တွေမှာလက်နက်ခေရဲပြည့်ပြည့်စုံလို့လားဆိုတဲ့မိခွန်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြန်ဖြည့်ပေးချင်တာကဘာလဲဆိုတော့ဒီမြန်မာပြည်အလဲပိုင်းဆိုတဲ့အညာဒေတာမှာထိုင်နေတဲ့လက်နက်ကင် PDF တွေစီမှာလက်နက်ခေရန်ပြည့်ပြည့်စုံရဲ့လားဆိုပြီးမှမိခွန်းကိုနောက်ထပ်မမေးတာပိုကောင်းမယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့လက်နက်ခေရန်မပြည့်ပြည့်စုံတဲ့အညာဒေတာကတပ်ဖွဲ့တွေကိုတော့မှဒီမြန်မာတပ်မတော် standard army ကြီးကခုချိန်ထိနိုင်အောင်တိုက်နိုင်သေးဘူး ဲ့ဒါကိုသိစေချင်တယ်ပြီးတော့ဒီအညာလေးသားမှာရှိတဲ့လက်နက်ကင်တက်တည်ပြီးပေါပန်40ပေါပေါက်လာတဲ့အဖွဲ့စည်းတွေမဟုတ်ဘူးစစ်ကောင်စီရဲ့ရုံမှမှုမခံရနိုင်လို့လက်နက်ဆွဲကင်ကြတဲ့သူတွေမြန်မာစစ်တပ်ကအာဏာသိမ်းနေရတယ်တင်းသွားတယ်အဲ့ဒီမှန်သေးရဲ့မဲမတမာမှုကြောင့်အာဏာသိမ်းနေရတယ်အဲ့ဒီကျွန်တော်တို့လက်ခံပေးလို့ရသေးတယ်ဆန္ဒပြတဲ့လူငယ်တွေဆန္ဒပြတဲ့ပြည်သူတွေကိုတနက်နဲ့ပြတ်တက်ခဲ့တယ်အဲ့ဒီဒုံကလာမြန်မာစစ်တပ်ကဒီလို လက်နက်နဲ့အနိုင်မကျင့်ခဲ့ဘူးဆိုရင်အညာဒေတာမှာလက်နက်ကင်တက်တရားပေါ်ပေါက်လာခဲ့မှာမဟုတ်ဘူးအေးအေးဆေးဆေးညှိနိုင်ခဲ့မယ်ဖြည့်ရှင်းခဲ့မယ်ဆိုရင်အညာဒေတာမှာလက်နက်ကင်တက်တရားပေါ်ပေါက်လာခဲ့မှာမဟုတ်ဘူးသို့တော့စစ်တပ်ဘက်ကစပီကကြမှာပြည်သူတွေကိုအကြမ်းဖက်တဲ့လုပ်ရက်တွေကိုလုပ်ခဲ့တဲ့အတွက်ကြောင့်မလို့ People's Defense Force ဆိုတဲ့ခေါင်းစဉ်တစ်ခုနဲ့ PDF ဆိုတဲ့တပ်ဖွဲ့တွေကိုကိုစီကုံကဒေတာအလိုက်ဖွဲ့စည်းလာခဲ့ဖွဲ့စည်းလာခဲ့ခင်မှာစစ်ကောင်စီကိုဖြုတ်တာတရှိဒါလင်းနစ်ကျော်လာခဲ့ပြီပေါ့နော်လင်းနစ် အတွင်းမှာစစ်ကောင်စီအင်အား7000နီးပါးတိတိတ်ဆုံးခဲ့တယ်ပေါ့နော်အဲ7000နီးပါးတိတိတ်ဆုံးတာကကျွန်တော်တို့လောက်ကြံပြောတာမဟုတ်ဘူးနော်အတီအတီတက်ထဲမှာတကယ်ကြာခဲ့ရကျွန်တော်တို့ PDF တွေလည်းကြာဆုံးမှုတွေရှိတယ်ကျွန်တော်တို့ PDF တွေဒီတနိုင်ငံလုံးအတိုင်းအတာနဲ့မှ9000ကျော်ပဲရှိတယ်အဲ့ဒါအတီမင်းတို့ PDF တွေကဘာဖြစ်လို့အဲ့လောက်ပဲကြာလာလဲဆိုရင်ကျွန်တော်တို့ PDF တွေကကြောက်ကြစဉ်းနီးပြီးပါဘူးကျင့်သုံးနေပြီးတော့ data gain တွေဖြစ်တဲ့အတွက်ကြောင့်မလို့ DAD မျိုးကိုကျွမ်းကျင်တယ်။အဲဒါကြောင့်မလို့အကြဆုံးနေရဖြစ်တယ်။ပြီးတော့ပြည်သူရဲ့မြေတားကိုရလို့အကြဆုံးနေရဖြစ်တယ်။လက်ရှိမြန်မာစစ်တပ်မှာအင်အား၈000ကျော်အာကြဆုံးထားရှိတယ်။တကယ်မင်းအောင်လိုင်းနာကောင်းကောင်းမှုမှန်ပြုလုပ်ခဲ့မယ်ဆိုရင်ဒီကြဆုံးသွားတဲ့မြန်မာတပ်မတော်စစ်သည်၈000တည်သေဆုံးစရာအကြောင်းရင်းမရှိဘူး။ကျမ်းဖက်လို့ခေါ်တာငါတို့ခေါ်တာအကျမ်းဖက်လို့ခေါ်တာငါတို့စိတ်မဆိုးဘူးတိုးတော့တကယ်အကျမ်းဖက်နေရသည်မြန်မာစစ်တပ်ဖြစ်တယ် အဲ့တော့အညာဒေတာမှာရှိတဲ့ PDF တွေလက်နက်ကင်တက်တွေစီရောလက်နက်ခေရမပြီးပြည့်စုံမှုတိုးတော့မှန်နေအဲ့မပြီးပြည့်စုံတဲ့အညာဒေတာလက်နက်ကင်တွေကိုမင်းတို့မြန်မာတက်မတော်မြန်မာစစ်တပ်ကြီးကအခုချိန်ထိအနိုင်မယူနိုင်ဘူးမင်းတို့တက် area ကတွေတမိုင်အကွာကိုမင်းတို့စစ်တပ်ကကောင်းပြီးတကောင်းမထွန်လာရေးဘူးရှင်းရနော်အဲ့ဒါအညာဒေတာမှာရှိတဲ့လက်နက်ကင်တွေစီမှာလက်နက်ခေရမပြီးပြည့်စုံသေးဘူးနော်ပြီးပြည့်စုံတဲ့နေ့ရောက်လာရင် မင်းတို့အညာဒေသမှာရှိတဲ့မြို့နယ်တွေအားလုံးကတွေရှိသမျှတက်တဲ့အကုန်လုံးဘောလုံးစားနဲ့ထုတ်ပြမယ်မကြဘူးငါတို့အလှပြန်လာပြီမင်းတို့မသိချင်တော့ကောင်ဂရုချင်းထဲမှာဝင်နေโอเคအညာဒေတာကလက်နက်ကင်ရေးစီမှာလက်နက်ခေရန်မပြည့်ပြည့်စုံသေးဘူးမကြခင်ပြည့်ပြည့်စုံလာစေရမယ်ပြည့်ပြည့်စုံလာတဲ့တနေ့မင်းတို့တွေဘယ်အပေါက်ကတွေတေးရမလဲဆိုတာကိုကြိုတင်စဉ်းစားထားဒီလောက်ပဲ ဒါကတော့ကျမတို့အညာ PDF ဒီရဲ့တုံ့ပြန်ချက်ပေါ့နော်အခုဒီစကားကိုပြောသွားတဲ့ PDF ကလေးဟာဆိုလို့ရှိရင်20ဝန်းကျင်ပဲရှိမှာနော်ဆိုတော့သူ့ရဲ့စိတ်နှလုံးသားထဲမှာဘလိုမျိုးစိတ်သက်ရှိလဲခဏတော့ကြုံမျိုးမင်းပြောသွားတယ်ဘာမှမရှိဘူးစိတ်သက်ဘာပဲလှုပ်လှုပ်စိတ်သက်ဟာ ပထမအဆုံးအရေးကြီးတဲ့အရာဖြစ်တဲ့ဘာပဲလှုပ်လှုပ်စိတ်သက်ပြင်ဆင်ရတယ်စိတ်သက်ခွန်အားရှိရတယ်ကျတော့စိတ်သက်ခိုင်မာမှဘာမဆိုအောင်မြင်တာဖြစ်တဲ့ဒါကြောင့်ဒီနေ့ခဏတုန်းက PDF ကလေးပြောထားတဲ့စကားထဲမှာဒီနေ့ငါတို့လက်နဲ့မပြည့်စုံတဲ့လူတွေကိုတောင်းမှနင်းတို့မနိုင်ဘူးเนาะအခုလဲနစ်ကြော်လာတဲ့အခါမှာ standard army ဒီဘလောက်ကြသွားပြီလဲเนาะပြီးလို့ရှိရင်အခုဒီ PDF ကလေးပြောထားတာကတိတ်ချစ်စရာကောင်းတယ် လက်နဲ့မပြည့်စုံတဲ့ PDF တွေကိုတောင်းနင်းတို့မနိုင်ဘူးဆိုတော့လက်နဲ့ပြည့်စုံတဲ့အချိန်မှာကျတော့နင်းတို့ကိုဘူဒိုဆာနဲ့ထိုးပစ်လိုက်မယ်လို့ပြောတာဆိုတော့လက်နဲ့အပ်မလားမအပ်ဘူးလားဆိုတော့ဒီမှာအဖြစ်ရှိတယ်ဒီဘောမာတွေအများအန်ပြောနေတဲ့အရာเนาะ NLD ဒီကြောင်း NUD ဒီကြောင်းဒီ PDF တွေပေါ်လာတယ်လို့ပြောတယ်ခဏတုန်းကဒီ PDF ကလေးပြောထားတဲ့အထဲမှာ ဘသူကလုံဆော်လို့ဘသူကတွေးထိုးလို့ဘသူကမင်းဆွဲလို့ဘယ်ဝါဒမိုင်းကိုထိလို့တို့ PDF ဖြစ်လာတယ်လို့နင်းတို့ကြားသလားနော်နင်းတို့ရဲ့ခွေးကျင်ခွေးကြံအကျင့်တွေကိုတို့မုန်းလို့ PDF ဖြစ်လာတယ်လို့ပြောတယ်မဟုတ်လားဆိုတော့လွန်ခဲ့တဲ့အချိန်မှာလည်းကျမတခါပြောဘူးတယ်ဒီလိုမျိုးတပိတ်မောက်ဖို့ရအတွက်ဘယ် NLD ကောင်းဆောင်ကလော့စပီကာနဲ့ခေါ်ပြီးမှစီယုံခဲ့တယ်လေနင်းတို့ PDF ထဲဝမလို့ဘေးပါတီက ဘယ်လူငယ်တွေကိုဆွဲဆောင်ခဲ့တယ်လဲလူငယ်တွေတို့ဘာတို့ရက်တီလာခဲ့တလားပါတီတီကဒီ PDF ဆိုတဲ့တတ်တော်ကိုဘယ်သူဖွဲ့စည်းခဲ့တယ်လဲ NUG ဆိုတာဟာ PDF တွေပေါ်ပြီးမှပေါ်လာတဲ့ယာယီအစိုးရအဖွဲ့ဖြစ်တယ်။ဒါကြောင့် NUG ဖွဲ့စည်းခဲ့တဲ့အဖွဲ့စည်းမဟုတ်ဘူး။ပြီးလို့ရှိရင်အခုဘောမဒီဆဲနေတဲ့အရာဟာဒေါ်အောင်ဆန်းစုကြည်ကရှစ်ထွက်ပြီးမှနင့်တို့ငါဟာလက်နက်ကင်တဲ့ လမ်းစဉ်ကိုမရွေးခဲ့တဲ့အတွက်ကြောင့်နင်းတို့ဒီလိုမျိုးလက်နက်ကင်တဲ့ဥစ္စာကိုမလုတ်ပါနဲ့ဆိုပြီးမှ ရှက်ထွက်ပြီးမှစကားလေးငါးခုကိုပြောလိုက်ရမယ့်ဥစ္စာကိုဒေါ်အောင်ဆန်းစုကြည်ကမပြောဘူးလို့ပြောတယ်ဆိုတော့ဒေါ်အောင်ဆန်းစုကြည်ကိုအရင်ဖမ်းသလား PDF ဆိုတာအရင်ပေါ်လာသလားနင်းတို့ကောင်းမှမရှိဘူးလားဟမ်ဘယ်အချိန်မှာဒေါ်အောင်ဆန်းစုကြည်ကအပြစ်မှထွက်ပြီးစကားပြောဖို့ရန်အတွက်နင်းတို့ဘယ်ချင်းခွင့်ပေးခဲ့တယ်လဲ နော်ဒေါ်အောင်ဆန်းစုကြည်ကိုဖမ်းပြီးမှတပိတ်ဆိုတာဖြစ်လာခဲ့တာမဟုတ်ဘူးလားနော်ဒါကြောင့်နင်တို့နထင်ထဲမှာနင်တို့အမေစီကပဇွန်အုံနောက်တော့ပါလာရင်တော့ဒီစကားပြောမှာမဟုတ်ဘူးဆိုတော့အခုဒီကြုံမျိုးမင်းကလည်း နဖက်စကားပြောပြီးမှ sis fire လို့ပါပြလို့ရှိရင်နဖက်လက်နက်အနံကြပါလို့ပြောတာကျွန်တော်တို့တော်လိုက်ရေးဒီဟာလက်နက်အနံဖို့ရအတွက်အသက်ပေးခဲ့တာမဟုတ်ဘူးလက်နက်အနံဖို့ရအတွက်အသက်တည်ပေးခဲ့တာမဟုတ်ဘူးဒီလက်နက်အနံကစားဖို့ရအတွက်ကျွန်တော်တို့ကငငယ်တုန်းကလို့ဒီကော်ပတ်ရုပ်ဒီနဲ့တနက်ပြတန်းကစားနေတဲ့အချိန်မဟုတ်တဲ့အတွက်ကြောင့်လက်နက်အဖို့ဆိုတာဟာနင်တို့အရင်အငရောကတော့ဘယ်တော့မှမအပ်ဘူးနော်သူတို့မနိုင်ဘူးဆိုတာကိုသူတို့လုံးလုံးသိနေတာ လုံးလုံးသိနေတဲ့အတွက်ကြောင့်ဒီနေ့ခဏတော့ကဒီကလေးလေးပြောသွားတဲ့အထဲမှာတဲ့အချက်ကတော့နေမြေကျွမ်းကျင်တဲ့နေ့အချက်ကတော့ပြီးသူဒီရဲ့မြတ်တာကိုလုံးလုံးလောက်လောက်ရတဲ့အတွက်ကြောင့်သူတို့ကဒီတိုက်ပွဲတိုင်းကိုအောင်မြင်ခဲ့တယ်လို့ပြောတယ်ဆိုတော့ဒီနေ့ P2 တွေဟာ PDF ဖြစ်တယ် PDF တွေဟာ P2 တွေဖြစ်တယ်ဒါကြောင့်စစ်ခွေးတွေနင်းတို့ကသာတမူထူးခြားပြီးမွေးလာခဲ့တဲ့တတ္တဝါတွေဖြစ်တဲ့အတွက်ကြောင့်ငရုတ် PDF တွေနဲ့တော်လန်ရဲတွေနဲ့နင်းတို့ကရှင်လုတ်ကိုမရတာ P2 PDF တွေရဲ့နောက်မှာရှိတယ်လို့ PDF တွေဟာကျမတို့ P2 တွေရဲ့နောက်မှာရှိတယ် ခွဲလို့မရတဲ့အရာဖြစ်တယ်။ဒါကြောင့်ဒီနေ့သူတို့ကစစ်ရှုံးတော်မယ်ဆိုတော့ကိုလုံလုံတီးတဲ့အခါမှာမနေ့ကမတ်လ16ရက်နေ့မှာဒီစစ်ခွေးကတော့တပင်ဆောင်မှာသူ့ရဲ့တပည့်စစ်ရှုံးတွေကိုပွင့်နေတပင်ချင်းမင်းချင်းအစစ်စင်ကိုကျင်းပခဲ့တယ်။မြန်မာပြည်မှာအပေါ်ဆုံးကစစ်ခွေးမသားနဲ့ ဘွဲ့လက်မှတ်ဖြစ်တယ်ဆိုတော့အခုသူကဘွဲ့လက်မှတ်တွေပြန်ပေးတယ်အဲ့တပြိုင်တည်းမှာပဲဘာပြောခဲ့တယ်လဲဆိုတော့ပါတီစုံဒီမိုကရေစီကို မဖြစ်မနေလှုပ်ဆောင်ဖို့ရတဲ့ပြည်သူဒီဘက်ကနေမှအသက်ညီလက်ညီဝိုင်းဝန်းကူညီဖို့ဆိုပြီးမှသူကဘွဲ့နှင်းတပင်ချင်းမြင့်တဲ့အခမ်းအနားထဲမှာပြောကြားသွားတယ်ဆိုတာသိရတယ်ဆိုတော့ဒီနေ့သူကတော့ဒီရွေးကောက်ပွဲကို ကျင့်ပါမယ်သူကတမ္မဒလည်းယူးယူးတဲ့အတွက်ကြောင့်သူတမ္မဒဖြစ်ဖို့ရအတွက်ဒီရွေးကောက်ပွဲကိုလုပ်မယ်ဆိုပြီးမှစီယုံနေတယ်ဆိုတော့ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတဲ့ပြည်သူတွေထက်နင့်တို့ကိုထောက်ခံတဲ့သူတွေပိုများတဲ့အတွက်ကြောင့်နင့်တို့ဘာများဆော်ဩနေဆရာလို့တလဲ logic အရစဉ်းစားကြည့်မယ်ဆိုလို့ရှိရင်တကယ်လို့ဒေါ်အောင်ဆန်းစုကြည်မေးခိုးတဲ့ဥစ္စာမန်ကန်ခဲ့တယ်ဆိုလို့ရှိရင်ဒီနေ့နင့်တို့ကိုထောက်ခံတဲ့သူတွေဟာများမှာ နော်နှစ်ဖွဲ့ပဲရှိတယ်ဒေါ်အောင်ဆန်းစုကြည်အဖွဲ့ကိုလက်ခံမလားနင်းတို့စစ်ခွေးတွေကိုလက်ခံမလားဆိုတာနှစ်ဖွဲ့ရှိတယ်နှစ်ဖွဲ့ရှိတော့တဖက်ရှုံးနေဆိုတာကတဖက်ထက်နေလို့ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ဟာမတမာမှုနဲ့မေးရယူခဲ့တယ်ဆိုတာတာမန်ကန်ခဲ့တယ်ဆိုလို့ရှိရင်တဖွဲ့ဖြစ်တဲ့နင်တို့ကိုထောက်ခံတဲ့သူများနေရမှာဖြစ်တယ်ဆိုတော့အခုပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကိုကျင်းပဖို့ရင်တွေ့တော်လကောင်းအခုနင်တို့စစ်ခွေးတွေရဲ့စစ်မှုထမ်းဖို့ရန်အတွက်စစ်သားစုဆောင်းနေတဲ့အချိန်မှာတော်လကောင်းနင်တို့ဘက်ကစိုးရိမ်ဆံလို့ဘာကြောက်လဲဆိုတာ ဒီနေ့ကျတို့ PDF ကိုချစ်တဲ့သူတွေဟာဘယ်သူမှပေါ်တာဆွဲဆရာမလို့ပဲနဲ့သူတို့ဖာတဲ့သူတို့တက်တက်ကြွကြွနဲ့ PDF ကိုဝန်လာခဲ့တယ်လို့ပဲဒီနေ့နင်းတို့ကို ထောက်ခံတယ်ဆိုလို့ရှိရင်ဟာငါတို့ထောက်ခံတဲ့တတ်မတော်အတွက်ငါတို့ချစ်တဲ့မြန်မာနိုင်ငံအတွက်ငါတို့ကအသက်ပေးရမယ်ဆိုတဲ့စိတ်ဓာတ်နဲ့သူတို့ဝန်လာရမှာဆိုတော့တန်50ဒီတန်40ဒီတမပြောနဲ့နင်းတို့ကိုနှစ်တန်းပဲလက်ခံတယ်ပဲသားနတန်းထဲကမှာတတန်းထဲမှာရှိတဲ့ နင့်တို့ကိုထောက်ခံတဲ့ပြည်သူတွေနင့်တို့ကိုသာတကယ်ထောက်ခံခဲ့တယ်ဆိုလို့ရှိရင်အဲ့ဘက်ကလူတွေစစ်မှုထိုင်ရင်နင့်တို့တို့ကပေါ်တာလဲဆွဲဆံမလို့လို့ပြည်သူတွေကိုလေပြီးညစ်တယ်ဆိုတာမျိုးတွေလည်းရှိမှာမဟုတ်ဘူးနင့်တို့ဘက်ကလည်းစစ်ရဲအပြည့်ဝရှိရမှာဖြစ်တယ်ဒါကြောင့်ဒီနေ့ဒေါ်အောင်ဆန်းစုကြည်မေးခိုးတလားနင့်တို့ကအတင်းအတ္တမလုတ်တလားဆိုတာတော့နင့်တို့တိရမှာဖြစ်တယ်ဒါကြောင့်အခုဗီဒီယိုတော်တော်လေးကိုထပ်ကြည့်ရအောင်နော်အမတ်တချေရုပ်ကပွဲရလာကိုလက်ခံလို့ ဘယ်လိုပဲဖြစ်ဖြစ်ပေါ့ဒီ UEC ကနေပြီးတော့မှဒါဒီပေါ်ပဲကြာလက်ချညာလိုက်ပြီဆိုရင်ဒါလက်ခံဒါဟိုဘယ်ဘယ်လိုပဲဖြစ်ဖြစ်လက်ခံရှုံးနေတယ်လက်ခံမနန်းတယ်လက်ခံမှာဒါနိုင်ငံဒီမိုကရေစီနိုင်ငံမှာဒါ practice တခုပါဒါကိုလက်မခံဘူးဆိုလို့ရှိရင်တော့ပြဿနာကြီးတက်လာမှာပေါ့အဲ့ကြရင်တော့သူ့ရဲ့အုတ်ချွေးအဖွဲစည်းတွေလို့စနစ်တွေအကုန်လုံးရှိပါသူ့အပြူထိမ့်သိမ့်ပါလိမ့်မယ်တက်မတော်နေနေရတော့သူ့ရဲ့ဥပဒေကဆွမ်းဖို့ရှိလာတဲ့ခါကြမှသာတက်မတော်ကလည်းဝင်တော့ကျန်တဲ့ချင်းတော့ကျွန်တော်ဘာမှပါပြကြောင်းလည်းမရှိဘူး ဒီရွေးကောက်ပွဲမတိုင်းခင်မှာ ခွေးချဘူးကနေမှပြောထားတဲ့စကားဖြစ်တယ်ဆိုတော့ခွေးချဘူးကနေမှဘသူပဲနိုင်နိုင်လက်ခံရမယ်သူဘုံမရှုပ်ပါဘူးလို့သူကတိပြောခဲ့တယ်ဆိုတော့သူ့ဗဇက်ကပြည်တစားဗဇက်လားငါချဘူးဟာပြည်တစားအလုပ်ကိုလုပ်ပါတယ်ဆိုတဲ့စကားကိုပြည်သူတွေဆိုတဲ့ကျမတို့မြန်မာနိုင်ငံသားတွေအားလုံးရှေ့မှာသူဟောင်ခဲ့တာဖြစ်တယ် ဒီစကားကိုသူမြန်မာနိုင်ငံမှာရှိတဲ့ပြည်သူတွေရဲ့ရှေ့မှာပြောခဲ့ပြီးတော့ပြည်သူစားလိုပဲဖောက်လွှဲဖောက်ဖောက်ပြန်ကိစ္စကိုသူလုပ်ခဲ့တယ်။ဒါကြောင့်ပေါ်မှာနင်တို့ခွေးကြဘူးဟာမန္တလာမမှန်ဘူးလား။ ချင်းချိတ်ကြပါနင်တို့မှာနှထင်ရှိတယ်ဆိုလို့ရှိရင်နော်ဒေါ်အောင်ဆန်းစုကြည်ကမဲမတမာမှုတကယ်လုတ်ခဲ့သလားဆိုတော့ဒီနေ့နင်တို့ကိုထောက်ခံတဲ့လူတွေကိုကြည်ချင်အဖြစ်တော်လကောင်းဒီနေ့စစ်မှုထမ်းဖို့ရန်တွေ့တော်လကောင်းဒီနေ့နင်တို့ရွေးကောက်ပွဲတဲ့လောက်ကြည့်လှုပ်လာခဲ့တဲ့ပေါ်မှာတော်လကောင်းကြည်ချင်အဖြစ်ဒီနေ့နင်တို့သိနိုင်တယ်တကယ်လို့ဒါအုတ်ကြီးဒီ beauty ကိုလည်းအာနာနေမပေးခဲ့ဘူးဆိုလို့ရှိရင်နင်တို့မှာရက်တည်မဲ့လူတွေဟာယာနဲ့တောင်ရှိမှာမဟုတ်ဘူးဒါတော့နင်တို့သိမှာပါ ဆိုတော့အခုကျမတို့နောက်သတင်းတပုတ်အနေနဲ့တော့ဗီဒီယိုနောက်တပုတ်ကိုထပ်ပြီးမှကြည့်ရအောင်နော်သင်ကုလက်ပါဘုံကျဲတယ်ဘုံကျဲတော့ဒါတော့ထုံးစံအတိုင်းပါပဲအာပြည်သူတွေကိုမအားလားဘုံကျဲတယ်ပြည်သူတွေကိုလှုပ်တယ်ပြည်သူကလေးဗလျောက်ထိရထိတယ်ထိလဲပြည်ရဲ့ကလေးပဲထိမှာပေါ့ပြည်ရဲ့ကမွေးဖက်ဈာနေဝါရပြည်သူတွေကတော့သင်ကုမှတယောက်မှမရှိဘူးအေးစစ်စစ်နေရဒီအကြမ်းဖက်ကိုထောက်ပံ့နေအကြမ်းဖက်ကိုအားပေးတယ်အကြမ်းဖက်ကိုဝိုင်းရံနေတဲ့ ဒီကမြအကြမ်းဖက်အားပေးနေပဲလက်ပါမှာရှိမှာပဲအဲ့တော့အဲ့ဒီအကြမ်းဖက်ကိုအားပေးနေတဲ့လူတွေကိုပြောချင်တယ်နော်ဘုံကျဲပြီဆိုမှကျမတို့ထိပါလေကျွန်တော်တို့ပြည်သူတွေကိုထိပါလေဆိုဖေလေကောင်းထွက်အောင်လို့ဟောလဲအပူပဲအဲ့တော့ပြည်သူများကိုပြောချင်တာက လက်ပါမှာကပြည်သူထိတာထက်ပြည်သူလူဥစဉ်တော့တတ်မှတ်လို့မရပါဘူးဗျာနော်ပြည်သူလူတကယ်စစ်မှန်တဲ့ပြည်သူတွေငြိမ်းချမ်းမှုကိုလိုလားတဲ့ပြည်သူတွေမြန်မာနိုင်ငံကြီးရဲ့အေးချမ်းမှုကိုလိုလားတဲ့ပြည်သူတွေအေးစင်းစင်းနေခြင်းနဲ့ပြည်သူတွေကလက်ပါမှာလည်းမရှိဘူးစင်ကူးမှာလည်းမရှိပါဘူးဗျာနော် မရှိပါဘူးဒါမန္တလေးလိုနေရာနေရာတွေမှာအကုန်လုံးဆစ်ရှောင်နေရတာအခုလိုတပ်မတော်တွေအကြက်ဖက်ရှိတဲ့နေရာတွေကိုဘုံတွေကျဲတယ်အကြက်ဖက်ရှိတဲ့နေရာတွေကိုရှင်းလင်းတယ်ဆိုတာကလည်းပြည်သူတွေရဲ့လိုအပ်ချက်ပြည်သူတွေရဲ့တောင်းတမှုကြောင့်လိုရတာပါဆစ်ရှောက်ဒီချက်ဆိုအောင်မယ်လို့ဦးစင်းကတော့ပြောခြင်းတယ်။ဘာကြောင့်ဒီချက်ဒီချက်ဆိုအောင်မလဲဆိုရင်ရှင်းလင်းစရာရှိဒီဦးစင်းတို့ရုရှားနီးပညာတွေကနီးပညာတွေနဲ့ဘယ်နေရာမှာဘယ်နေရာမှာရှိရဲ့နှစ်ခါကပြည်သူကပေးတဲ့တည်င်းကိုပဲတပ်မတော်ကလုံနေရတာပြည်သူကဒီနေရာမှာကျန်းဖက်တည်းရှိရဲ့ဒီနေရာမှာရှိရဲ့ဆိုတာကိုပဲလုံနေရတာ ခုဆိုလို့ရှိရင်ဦးဇင်းတို့ကင်းတောက်နေပါရီတော့မှလှုပ်ဆောင်နေပြီတော့ဦးဇင်းတို့ကြားရရတယ်ကြားရရတဲ့အခါအဲ့ကကြမ်းမဟုတ်လားဆက်ပြီးဖင်းလေကောင်းထွေအောင်អော်ဟုတ်တာပြင်ထားလို့ပြောချင်ပါတယ်နော်ဘာလို့လဲလို့ဆိုတော့ဝစ်ဆိုတော့ဘဝမကူတမတော်ရဲ့မိသားစုလေးတွေတမတော်ရဲ့ဆွေမျိုးအတိုင်းဝိုင်းနေဟိုကြန့်ခိုင်ရင်ရဲ့ဆွေမျိုးအတိုင်းဝိုင်းနေကြန့်ခိုင်ရင်ထောက်ခံတဲ့လူကြန့်ခိုင်ရင်ဝဲရတဲ့လူတွေကလေးတူငယ်တွေအကုန်လုံးအသက်ခံရတာတွေးတော်မချောက်သေးဘူးလို့ပြောချင်ပါတယ်ဗျာနော်ဝစ်ဆိုတော့ဘဝမကူလဲတတ်တယ်အပြစ်မဲ့ယဟန်တန်ငါတွေမင်းတို့တတ်ခဲ့တာတွေအများကြီး လွေးမချောက်နေဘူးလို့ပေါက်ကိုတော်ကနေမှပြောချင်မှာနော်အခုဒီငပောက်ကအတော့အတော်ကိုအခုစောင်းထားမနေ့ကဗီဒီယိုထဲမှာလည်းကျွန်မပြပြီးပြီနော်သူကဒီဒုက္ခိတဖြစ်နေတဲ့နော်မကြခင်မှာတဲတော့မဲ့စစ်ခွေးတွေရဲ့ဆဲယုံကို အလူသွားပေးတာတောင်လိန်ပန်းကင်ပေးတဲ့သူက၃ပွင့်ဖြစ်တယ်။ဆိုတော့၃ပွင့်ဒီကအုံအောင်မရှိတဲ့အတွက်ကြောင့်သူ့ရဲ့ကျွန်းဖြစ်တယ်။ဒီငပောက်ကဒီလိုမျိုးစစ်ခွေးတွေရဲ့အကာအကွယ်ရတယ်စစ်ခွေးတွေရဲ့သမင်းတွေစားပြီးမှဟောင်းနေနေတဲ့အတွက်ကြောင့်အခုဒီလိုမျိုးစောင့်ကြွားစောင့်ကြွားပြောနေတာဖြစ်တယ်ဆိုတော့အခုစင်ကူမှာနေတဲ့သူဒီက စင်ကူမပြောနဲ့အခုကျမတို့ဘမော်တိုက်ပွဲတွေလေရင်ပြန်တဲ့တလောက်ကြီးတိုက်နေတဲ့နေရာမှာတောင်းစစ်ဆောင်ဖို့ရတော့ပတ်စံမရှိတဲ့သူတွေကဒီနေ့ဒီအချိန်ထိကိုယ့်ရဲ့အသက်တွေမှာကြောက်ပေမဲ့ပတ်စံမရှိတော့အခုအချိန်အထိနေထိုင်ကြသေးတာဖြစ်တယ်ထုံနီးတူပဲဒီနေ့စင်ကူထဲမှာနေတဲ့သူအားလုံးဟာတပုံတွေဖြစ်တယ် PDF တွေကမွေးဖွားတဲ့ကလေးတွေဖြစ်တယ်လို့ပြောတယ်ဆိုတော့အခုဒီဒေါ်လာရေးထဲမှာပါတဲ့ PDF တွေအားလုံးဟာ အခုဒီစင်ကိုမှရှိတဲ့ပြီးသူအားလုံးကိုသူတို့တခါလဲမွေးလိုက်တာလားဒီအရွယ်တွေဖြစ်သွားအောင်သူတို့တခါလဲမွေးတာလားပြီးသူဒီကဝတ်လေတယ်ပေါ့နော်ဝတ်ဆိုတာနောင်ဘဝမဟုတ်ဒီဘဝမှာတောင်ဖြစ်နေတယ်လို့ပြောတယ်ဆိုတော့အခုဒီဝတ်ကနင့်စီမှာဘယ်ချိန်လေ့လာမလဲဆိုတာတော့နင်းမျောထားလိုက်ပေါ့ ပေါ်ဘူးလားကိုဝတ်တဲ့အဖို့ကတင်ကားလာလူအဖို့လားဆိုတော့သူမစင်စားနိုင်ဘူးအခုဒီပြီသူဒီတေတာအခုနောက်မှလည်းဒီထက်ပိုမှပြင်းထန်တဲ့ဘုံတွေကျဲမယ်ဖင်ထွက်အောင်អော်ကြပါတဲ့ဒီနေ့ပြီသူဒီဒီလိုမျိုးអော်နေတဲ့ဥစ္စာကိုအာရနဲ့နင့်တို့ကဝတ်လေတယ်လို့ပြောရအောင် သူကပါလဲဆိုတော့ဒီနေ့စင်ကူမှာကြားနေသူတောင်မရှိဘူးဒါတဲ့အားလုံးဟာအကြံပတ်တွေဖြစ်တဲ့အတွက်ကြောင်းပြီသူဒီရဲ့ဆန္ဒအတိုင်း ပြစ်တယ်လို့ပြောတယ်ဆိုတော့ဒီစင်ကိုမှကြားနေလူတောင်မရှိဘူးတော်လန်ရဲတမားတွေပဲရှိတယ်ဆိုလို့ရှင်ဘယ်သူကနင်းတို့ကိုတရင်ပေးတယ်လဲဒီစင်ကိုကိုဘသူကလာမြင်တယ်လဲစင်ကိုထဲမှာကြားနေမရှိဘူးအလုံးကတော်လန်ရဲတမားတွေဖြစ်တယ်ဆိုလို့ရှင်ဘယ်တော်လန်ရဲတမားကများနင်းတို့ကိုတရင်ပေးတယ်လဲတဘုံပဲရှိတဲ့နေရာထဲမှာဘေးနားမှာက PDF တွေစုနေတယ်ဆိုတော့ကိုဘယ်တဘုံကနင်းတို့ကိုတရင်ပေးတယ်လဲ မမမကန်ပြောတတ်တဲ့နင့်ရှာကိုထိမ့်နိုင်တဲ့လောက်တော့ထိမ့်ထားလိုက်အောင်ကျတော့တော်လာရဲတွေဟာတလားနေစစ်ခွေတောက်တိုင်တွေကိုနင့်တို့လိုတရေဘောကြောင်ပြမအဲလက်နဲ့ကြီးတွေနဲ့ပြစ်တယ်လေရင်နဲ့ပြစ်တယ်ဒါမျိုးတော့မလို့ဘူးကျတော့ကတောက်တိုင်တွေအားလုံးကိုတောက်တိုင်တွေရှိတဲ့နေရာမှာကိုလာပြမတနတ်နဲ့ဆုံးမတယ်ဆိုတာတော့နင်းသိတယ်နော်ဒါကြောင့် ဒီနေ့ဘယ်အချိန်မှာနင်တနတ်နဲ့အဆုံးမခံရမလဲဆိုတော့ကိုကိုကိုစောက်မျိုးပါလို့ပဲပြောလိုက်တော့မယ်နော်ဆိုတော့အခုကျွန်တော်နောက်တရင်တပုတ်အနေနဲ့ကတော့အခုကျွန်မတပေးနမ်းမှမြင်ရတဲ့ဒီတယောက်ကတော့အေယဝတီတိုင်းကန်ဂျီတောက်မျိုးနဲ့ရေသွေးစိတ်အုပ်စုမှာရှိတဲ့ဇင်ဘိုဘိုဆိုတဲ့တယောက်ကသူ့အလေတော့မရောက်သေးဘူးဒါပေမဲ့ သူကတော့ပတ်စံကျေးစားစားပြီးမှစစ်မထန်အပတ်စဉ်၆ကိုပျော်ပျော်နဲ့တူသွားခဲ့တယ်။ဒါပေမဲ့မတ်လ၃ရက်နဲ့မှသူတည်ဆုံးခဲ့တယ်။အခုသူတည်သွားတဲ့အဥ္စာကိုစစ်ခွေးတွေဘက်ကနေတော့သူ့မိသားစုကိုသွားပြောပေးတယ်လို့ပြောတယ်။ဒါပေမဲ့လေဖြတ်နေတဲ့သူ့အဖေကိုသွားတရင်ပို့တဲ့အချိန်မှာတပြားတချာမှသူ့အဖေကိုပြန်ပေးခဲ့ဘူးဆိုတော့သိရတယ်။ဆိုတော့ဒီနေ့စစ်မထန်ထဲမှာ won't be hate ဆိုလို့ရှိရင်တော့ ဝန်ပေါက်ပဲရှိတယ်ထွက်ပေါက်မရှိဘူးဒါကြောင့်အခုကျမနဘေးနန်းမှာလည်းမြင်ရတယ်ဒီကလေးတွေကိုကျတော့သူတို့ကြီးလိုက်ပါအသက်ငယ်ငယ်လေးပဲရှိသေးတယ်သူတို့ကျတော့ညသွေးစစ်စစ်လုပ်ဖို့ရအတွက်အထူးမွန်မှန်တင်တာအတွက်ဆိုပြီးမှသူတို့ကိုလှုပ်ထားတဲ့ကလေးတွေဖြစ်တယ်ဆိုတော့ဒီနေ့ကျမတို့မြန်မာနိုင်ငံအာမြို့အထဲမှာကြားနေနေတဲ့လူဒီရောဒီနေ့ကျတို့တော်လရဲထဲမှာမဝင်ချင်တဲ့လူဒီရောဟိုယောင်ယောင်ဒီယောင်ယောင်နဲ့နေနေတဲ့သူတွေရော လူမျိုးမချဘူးနော်ကိုဖန်တဲ့ကိုကြားနေလို့လို့ပကြောင်းတက်တလို့လို့အဲ့လိုမျိုးဖြစ်တယ်ဆိုလို့ရှင်တော့နင်းတို့အသက်တွေကအမခံချက်လုံးဝမရှိဘူးဆိုတာတော့နင်းတို့သိလိမ့်မယ်နော်ပြလို့ရှိရင်နင်းတို့ဘဝဟာကြောင်းတက်တယ်ဆိုပေမဲ့နင်းတို့ဘယ်မှာအလုံးလုံးမလဲအရင်တော့ကမြန်မာနိုင်ငံအဆင်ပြေနေတော့ကတောင်မှအလုံးနဲ့လူနဲ့မမြတဲ့အတွက်ကြောင့်ဒုက္ခရောက်နေရတယ်အခုဆိုပို့ဆိုးသွားပြီဘယ်နှမ်းမှနင်းတို့အလုံးသွားလို့မလဲ နော်ဒါကြောင့်ကိုယ့်ရဲ့ဘဝအတွက်လည်းတိုးတက်ခြင်းလည်းဆိုလို့ရှိရင်စစ်ခွေးတွေကအ мян ပြောင်းအောင် တိုက်ထုတ်ရမှာဖြစ်တယ်လူငယ်တွေအ мян ဆုံးစဉ်းစားပြီးမှကိုယ်နဲ့နီးစပ်တဲ့ PDF တွေတော်လာရဲတွေစီမှာအ мян ဝင်ပြီးစစ်ခွေးတွေကိုမောင်းထုတ်ရအောင်လို့တခါပြန်ပြန်မှကြွဆောခြင်းတယ်နော် ပြီးရင်နောက်သတင်းသဘောအနေနဲ့ကတော့စကိုင်းတိုင်းညောင်အိုးမြို့နယ်မှာစစ်ခွေးတွေရဲ့စစ်တပ်တွေကနေမှစစ်ကြောင်းထိုးဖို့ရန်အတွက်ထွက်လာတဲ့ စစ်ခွေးတွေစီးတဲ့ကားကိုမိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့အခါမှာခွေးသုံးကောင်ဖျဖျော်ရလ15ရက်နဲ့မှာပဲခွေးတွေဝတ်တဲ့နဲ့တေးသွားတယ်ဆိုတဲ့အကြောင်းအခုကတော့ဗီဒီယိုတွေနဲ့တကွထွက်လာခဲ့တယ်ဆိုတော့ဒီနေ့ကျွတို့အညာတွေနေ့တိုင်းအောင်ပွဲမခံတဲ့အညာတွေကလုံးဝမရှိဘူးနေ့တိုင်းနေ့တိုင်းနနေရသုံးနေရမှာ တခြားကျွတို့လက်နဲ့ကြိုင်တိုင်းရင်သားတွေမဆိုဘူး PDF ဒီတီတန်ကြီးပဲ အောင်ပွဲမခံတဲ့နေ့ရလုံးဝမရှိဘူးဆိုတာတော့ကျတော့အားလုံးကြားရတိုင်းပဲဖြစ်တယ်เนาะဒါကြောင့်နင်တို့ပဲငါတို့ကိုလက်လက်နဲ့အမလားငါတို့ကပဲနင်တို့ကိုလက်နဲ့အမလားဆိုတာတော့ကြည့်ကြတာပေါ့နော်ဆိုတော့တခါပြန်ပြီးမှသတိပေးပေးချင်တာကကျတို့တော်လိုက်ရဲတီဟာစစ်ခွေးတွေရဲ့တောက်တိုင်းမှန်သမျှကိုနင်တို့လိုတရေဘောကြောင့်ပြီးမှလေရင်နေလက်လက်နဲ့ကြီးတည်နေမပစ်ဘူးနင်တို့ရှိတဲ့နေရာကိုလာပြီးမှကို ကြည်စံနဲ့ဆုံးမတယ်ဆိုတော့နင်းတို့မဲ့မထားပါနဲ့လို့ပြောချင်တယ်နော်ဤသူတွေအားလုံးစမ်းမပြောရှိကြပါစေ